ရနေ့သားသမီးကျွန်တော်အမေစင်များအားလုံးမင်္ဂလာပါတဲတော့ကညီမတလဆာဒီဇင်ဘာလတွေ2025ဆုံးလည်းနှစ်လဲကုန်ပြီတလဆာဒီနောက်ဆုံးလတော့ဘူးဇာတိကွင်းနဲ့စနေဇာတိကွင်းနဲ့ခေါ်ကြပြီးတော့မှဖြစ်ပါတယ် အဲ့တော့သန္ဓေလပိုင်းမှာဒေတာနမိတ်တရားဘာဖြစ်ဆွဲဖြစ်မလဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်နော် ဒါတရားစနစ်ချက်ပေါ့နော်သတင်းတာပြီးများတွေပထမဦးဆုံးကံကြမ္မာနဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးဟောပြောပြတတ်မှာဖြစ်ပါလေလက်ရှိအခြေအနေရာနမိတ်ကပြရရဒလာဘဆိုတဲ့ကပြဖြစ်ပါလေနော်ချစ်တူနုကပြဆိုတော့အနုရတာတပီးများအနေနဲ့ပျော်ရွှင်ပွေရနဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်ပေါ်မယ်ခြေနေကောင်းခွက်ကောင်းနေနဲ့ကြုံမယ်ဟုတ်ပါပဲဒီဇင်ဘာလထဲမှာတနုရတာတပီးနဲ့ပတ်သက်ပြီးတော့ မိမိစန္ဒတွေရွယ်ချက်တွေတေကုထားတာတွေအားလုံးပြင်ပြောက်မယ်အစီအပြေမယ်လို့ဟောပြောပေးလိုပါတယ်နော် ဖွင့်ကပ်ပြားလေးရအမြဲတမ်းကောင်းတဲ့ကပ်ပြားလေးဖြစ်ပါတယ်စီစဉ်မြေတားရင်းနဲ့ပတ်သက်တဲ့ဆိုတော့ခီးသွားတဲ့ကိစ္စတွေအောင်မြင်မယ်နောက်ဟိုပုတန်ရောင်းဝယ်ရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဒရက်ဆယ်လုပ်ငန်းတွေကားလုပ်ငန်းတွေဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလည်းအောင်မြင်မှအကျိုးပေးမယ်လို့ဟောပြောပေးလိုပါတယ်နော်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးရောဟောပြောပေးမှာဖြစ်ပါတယ် ဥစ္စာပစ္စည်းတွေအတိအဆန်းတွေဝင်လာနိုင်တယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့လေစိတ်ချမ်းသာစရာသုံးပွားမဲ့ကိစ္စတွေဖြစ်ပေါ်မှာဖြစ်ပါတယ်နော်။အဲ့တော့လက်ဆောင်ပစ္စည်းတွေရဝေးကိစ္စယန္နီကိစ္စအဲ့တော့ဥစ္စာပစ္စည်းရလည်းမိမိတို့ဖြစ်ချင်တဲ့တေကူသန္တရေပေါ်မှာလည်းပြည့်မြောက်မှာဖြစ်ပါတယ်။ရေဝေကျင်နာကားဝေကျင်နာအိမ်လိုကျင်နာအိမ်ဆောက်ကျင်နာအကုန်လုံးပေါ့နော်။ပိုင်ဆိုင်ကျင်တဲ့ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ပြီးတော့လေအကျိုးပေးအောင်မြင်မယ်ရေတဲ့တိုင်းဖြစ်ပါဖြစ်ပါမယ်။ဥပ္ပကမစွမ်းဆောင်နေနိုင်တောင်မှပဲ။ ဩတကောရှင်ကိုညီမဆောက်ပေါ်မယ်ပထမဆက်လေးကိုညီမဆောက်ပေါ်မယ်ဥပကစိတ်ထဲမှာဆန္ဒပြုလိုက်တစ်ဖက်ကကြိုးစားလိုက်လိုအပ်တဲ့အပိုင်းဆိုရင်တွန့်ပို့ပေးလိုက်မယ်အောင်မြအောင်ဖြစ်မြအောင်လှုပ်ဆောင်ပေးလိုက်မယ်နော်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့အဲ့တော့တဟမက်စ်ရကပြနော်ဒါလေရှင်းတယ်သူရောစင်ကပြတသိသူရောစင်ကပြဆိုတော့ကောင်းတဲ့ကပြဖြစ်ပါတယ်နော်ဘုနာပါကွန်းလို့လည်းခေါ်ပါတယ်အဲ့တော့ဥစ္စာပစ္စည်းလည်းချင်းကောင်းပါတယ်မိတ်ဆွေပေါင်းနဲ့ပတ်သက်ပြီးရောပြောပြပေးမှဖြစ်ပါတယ် ။အိစေပေါင်းနဲ့ဒုက္ခပိတာတွေကြုံရမယ်။ကုညီမဲ့လူရှိတယ်လို့ဒုက္ခပိတဲ့လူလည်းရှိမယ်ပေါ့နော်။ဒါပေမဲ့လို့အိစေပေါင်းနဲ့ပတ်သက်ပြီးကိုယ်ကိုစူးစူးဝါးဝါးဒုက္ခပိနိုင်တဲ့အနေအထားမျိုးမရှိဘူး။အဲ့တော့ကောင်းဆရာရှိရဆိုလို့ရှင်တော့ကောင်းပို့ပြီးတော့ကောင်းလာမှာဖြစ်တယ်။မိစေပေါင်းနေတဲ့ပတ်သက်ပြီးကိစ္စရကိုယ့်ဘက်ကကြည့်မယ်ဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းကိုပဲအဓိကအအောင်ဥစ္စာရမယ်။ကျို့ဟိုခုနပြောတယ်မိစေအပေါင်းနေတဲ့ဘက်ကိုအအောင်ငင်းကစိုက်တဲ့အခါမှာကိုယ့်ရဲ့လောဆောင်ချက်တွေရော့ရော့သွားတတ်တယ်ပေါ့နော်။အဲ့တော့မိစေပေါင်းနေတဲ့ပတ်သက်ပြီးတော့ဟိုဒုက္ခပေးတဲ့ခြင်းလည်းမရှိဘူး။ဟိုဘယ်လိုကောင်းမလဲ ဟိုအကောင့်ဆိုတင်တွေ့ချင်းလို့ပြောမှဖြစ်ပါတယ်နော်အာတွေ့ရဆွဲခံရသူဆိုတဲ့နမိတ်ကပြားလေးဖြစ်ပါတယ်အလောက်ကင်နဲ့ပတ်သက်ပြီးတော့အောပြောပေးမှဖြစ်ပါတယ်အလောက်ကင်နဲ့ပတ်သက်ပြီးတော့ကြားရှိတဲ့ကပြားလေးရနော်တဟိုင်းပရပစ်တို့ဒီပဲရပါတယ်နော်အဲ့တော့နမိတ်ကပြားလေးကခိုင်ကျုပ်ဖုန်းတော်ဖုန်းတော်ကြီးဆိုတော့ လုပ်ငန်းကံကံနေတဲ့ပတ်သက်ပြီးအောင်မြင်မှုရမယ်ပြောရှင်းဖွယ်ရဖြစ်မယ်လုပ်ငန်းတိုးချဲ့တဲ့ကိစ္စပဲဖြစ်ဖြစ်နော်လုပ်ငန်းတည်တည်ဆောက်ထားတဲ့ကိစ္စပဲဖြစ်ဖြစ်ပေါ့အလုပ်ကိစ္စနဲ့ပတ်သက်ပြီးအောင်မြင်မယ်နော်ဘာရိုင်းနဲ့ပတ်သက်ပြီးလုပ်ငန်းဆောက်တဲ့ကိစ္စတွေလည်းအောင်မြင်မယ်ဒါကသမကောင်ကိုညီမဆောက်ပေါ်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးကြီးခဲ့သူတွေကိုညီမဆောက်ပေါ်မယ်နော်အဲ့တော့လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးအလုပ်အလုပ်လျှောက်မဲ့ကိစ္စတွေနောက်နောက်နောက်တစ်ခုကလုပ်ငန်းတိုးချဲ့တဲ့ကိစ္စတွေလက်ရှိ ရှင်းဆွဲစည်းဝိုင်းလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေရှင်းတည်နေတဲ့လုပ်ငန်းပေါ့နော်ပြီးတော့ရှင်းပြမယ်အောင်မြင်မယ်ဆန္ဒပြမယ်လို့ပေါ်ပြပေးလိုပါတယ်နော်ဒါကအောက်လက်ငယ်တာအာဒမီအောက်လက်ငရာနဲ့ပတ်သက်ပြီးတော့အောင်ပြောပြီးရကပြဖြစ်တယ်တဝိဆော့ပေါ်ကျွန်းကကြမလဲပင်ဖြစ်ပါတယ်အောက်လက်ငရာတာဒမီနဲ့ပတ်သက်ပြီးတော့လဲဝန်သားဆရာသတင်းစကားရေးကြားရမယ်ပြောရှင်းဖွယ်ရဖြစ်မယ်နော် အာသမီအောက်လက်ငယ်တိုင်းနဲ့ပတ်သက်ပြီးတော့ဆွတ်ဆွလို့ရှင်လုံငန်းအောင်ကြောင်းပြီးတော့အပြင်ထွက်ခွာသွားတဲ့အနေအထားမျိုးတွေလည်းဖြစ်ပေါ်နိုင်တယ်။အဲလိုဖြစ်ပါလို့ဖြစ်ပေါ်လာလို့ရှင်လည်းကောင်းတယ်ပေါ့နော်။သူကပြင်တော့ကိုယ်လုံငန်းခွင်ထဲမှာအောက်လက်ငယ်တိုင်းနဲ့ပတ်သက်ပြီးတော့လည်းနေရာထိုင်ခင်းအချိန်အပြောင်းအပြောင်းရွှေ့အပြောင်းရွှေ့တွေပေါ်ပေါက်မယ်။အဲလိုကိုယ်ရဲ့တာသမီထဲမှာဆိုလို့ရှင်လည်းရပ်ဝဲသွားပြီးတော့လုံငန်းဆောင်ရတာတို့ဒီနေ့တရှိကိုရောက်သွားတာတို့ဒါမျိုးဟိုပေါ်ပေါက်မှာဖြစ်တယ်။ဒီနေ့မှာအောက်လက်ငယ်တိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ဆာမရှိဘူး။တာသမီနဲ့ပတ်သက်ပြီးတော့လည်းစိတ်ဆာမရှိဘူး။ ကောင်းတော်ပြောင်းလဲခြင်းဖြစ်ပါလိမ့်မယ်လို့ဟောပြောပေးလို့ပါတယ်နော်။ကျန်တဲ့အတိုက်ခံနေရှိတာဆိုတော့ကပြလေးကိုဟောပြောပေးမှဖြစ်ပါတယ်။အတိုက်ခံနောက်ဆက်မရှိပါဘူးနော်။ကုညီမဲတွေပေါပေါ့မယ်ဝေကန်နေလဲကောင်းပါရဲ့။နောက်အမျိုးသမီးကုညီမဆာကိုပေါ့မယ်နော်။အဲဒီတော့သူအပြင်အတိုက်ခံမရှိတဲ့ပြင်ကိုယ့်ရဲ့ပဋ္ဌာန်းဆက်တွေနော်။နောက်အမျိုးသမီးတွေနော်ကုညီမဆာမျိုးပေါ့မယ်။အဲ့ဒါကတော့ the high priest ဆိုရကပြမေရောကြီးကပြလေးဖြစ်ပါတယ်နော်အဲ့တော့မေရောကြီးကပြလေးဖြစ်တဲ့အတွက်အမျိုးသမီးကိုညီမဆောက်ပေါ်မယ်မမြင်နိုင်တဲ့အလားကိုနဲ့ပဋ္ဌာန်းဆက်တွေဟိုယုံကြည်ထားတဲ့ပဋ္ဌာန်းဆက်ပိုင်းဆိုင်ရပေါ့နော်အဲ့တော့မေရောကြီးကိုညီမဲအဒီပုံစံမျိုးပေါ့ဆိုတော့အထိုက်ချာမရှိဘူးကိုညီမဲတော့ပေါ့ပေါ့လာမယ်လို့ပေါ့ပြောပေးလို့ရတယ်နော်ကပြလေးနမိတ်ကလေးကောင်းပါတယ်အထိုက်ချာမရှိတဲ့ပြင်ဒီအင်အိုင်းနဲ့ပတ်သက်ပြီးဟောပြောပေးတော့မှာဖြစ်ပါတယ် အခြေအိမ်တော်ကြီးမှာတော့နည်းနည်းစိတ်ညစ်စရာလေးကြုံမယ်သူကပြအခြေနဲ့ပတ်သက်ပြစိတ်1စေဝန်ကွဲစာစေဝန်ကွဲစရာလေးတွေတရက်တော့တုံးမွေဆန်ပြရနာလေးတွေဒါမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါအခြေနဲ့ပတ်သက်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ကိုယ်အိမ်မှာကိုယ်တခါတည်းမှာသာသမီနဲ့ပတ်သက်ပြီးတော့အောက်လက်ငယ်တိုင်းနဲ့ပတ်သက်ပြီးသာသမီအောက်လက်ငယ်တိုင်းပတ်သက်ပြီးတော့မိခင်မိခင်ကျန်တော့ပြောပြောမကောင်းဆိုမကောင်းမိခင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောမကောင်းဆိုမကောင်းအနေအထားမျိုးတွေမိခင်က အောက်လင်္ကရာကိုယ့်ရဲ့တာသမီတွေပေါ်မှာပြောရဆိုရတာနော်အစင်မချောလာဘူးတာသမီရမိခင်စကားနားမထောင်နိုင်နားမထောင်နိုင်တဲ့အနေအထားမျိုးတော့ဖြစ်လာတတ်တယ်တာသမီကြောင့်မိခင်မြိတ်ကြီးငယ်ကြားတဲ့အနေအထားမျိုးတော့ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့တာသမီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတဲ့ကိုယ့်ရဲ့အိမ်တွင်းရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့မိခင်တို့ဆိုဟွာပေါ့ဟိုစိတ်ဒုက္ခစိတ်နောက်ရက်ပိုင်းဆံလေးနဲ့ငယ်ကျွန်းတတ်တယ်နော်တော့အိမ်တော်ရေးတခြားအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ဟိုကိစ္စမဟုတ်ဘူးဟိုတာသမီ ကြောင့်အင်ဂျော်ကြီးမှလည်းအခါဒီမှာတရားနဲ့တရားညှိနှိုင်းရခက်တဲ့အနေအထားမျိုးတွေဒါမျိုးတွေဖြစ်ပေါ်တာတယ်လို့ပြောချင်တာအဓိကပဋ္ဌာန်းနော်အဲဒီတော့ဓမ္မောဆိုတဲ့ကပ်ကြလေးဖြစ်တယ်ပေါ့နော်ဓမ္မောဆိုတဲ့ကပ်ပြားအဲတော့မိခင်နဲ့ပတ်သက်ပြီးတော့အာသမီကြောင့်မိခင်ကတိတ်တော့ကရောက်အောင်လို့ပြောမှဖြစ်ပါတယ်နော်တမိုင်းနဲ့ပတ်သက်ပြီးတော့အဲ့တော့ကျမ်းမိုင်းနဲ့ပတ်သက်တဲ့ကိစ္စဆိုလို့ရှင်ဘိုင်အောင်နာနော်အနေငယ်ဘိုင်အောင်နာလေးဖြစ်တတ်တယ် ဒေတို့လျောင်းဖြစ်တာဘယ်အောင်လည်းဖြစ်တတ်တယ်နော်အဲ့လိုမျိုးတွေကျွမ်းနိုင်ပါတယ်အဲ့တော့ကျမိုက်နဲ့ပတ်သက်ပြီးတော့ကိစ္စကဆိုစိတ်အရိကကတော့ကိုယ့်ရဲ့အိမ်နှင်းရေးမိသားစုကိစ္စတွေမှာတစ်ခါစီမှာဥပင်တော့ကလေးတွေအနှံ့ငယ်ကြုံတတ်တဲ့အတွက်ဟိုကမစားခြင်းမတော့ခြင်းနဲ့ဖြစ်တာနော်အာဟိုစိတ်မှိုင်းမိတာတို့အဲ့ပုံစံမျိုးတွေကျောင်းရတဲ့ပေါ့နော်အရိကကအဲ့တော့တစ်ခါတည်းမှာအာမမြင်နိုင်တဲ့အရာကိုအတိုက်အခံနှောက်ယှက်ပေးသလိုလိုပုံစံမျိုးတွေကျောင်းရတဲ့ နော်ပြုစားတဲ့လိုပုံစံမျိုးတွေနော်ဆိုရင်ကြောင်းကြအနေထားမျိုးဖြစ်တဲ့အနေထားမျိုးတွေဒါမျိုးဖြစ်ရတဲ့ပေါ့နော်ဒါကကျမိုင်နဲ့ပတ်သက်ပြီးတော့နော်အဲ့ဒါမျိုးကျွန်တော်ပါတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုံနိုင်မယ်ဆိုတော့ပိုကောင်းတယ်တော့ကတမ်ပရက်ဆိုတဲ့ကပ်ပြားလေးဖြစ်ပါတယ်ရေခွက်နှစ်ခွက်ကပ်ပြားဘာသာရေးကံကောင်းတယ်နောက်တစ်ခုကမိသားစုညီညီကြကြပြန်ဖြစ်လာမယ်မိသားစုပေါ့နော် အေးကျန်းကျန်းနဲ့ငြင်းငြင်းကြံပြန်ဖြစ်လာမယ်။ပြန်ရောက်နေတဲ့သာသမီဆိုလည်းပြန်ရောက်လာနိုင်တယ်။အပြင်ထွက်ခွာနေတဲ့သာသမီဆိုလည်းပြန်ရောက်လာနိုင်တယ်။လုပ်ငန်းမှာအေးချမ်းမှုပြန်လည်းဖြစ်လာမယ်။အိမ်တော်ရဲ့မိသားစုအရေးကိစ္စလည်းအေးချမ်းကြံပြန်ဖြစ်လာမယ်။ဒီနေရာမှာကိုယ့်ရဲ့စိတ်ကဗာရာကြီးမလုံနိုင်တော့မှဗာရာကြီးဘက်ကိုစိတ်ညွတ်ထားဖို့နော်။ဖះတရားစိတ်ညွတ်ထားဖို့ဖះမှာနှလုံးသားမှာကိန်းနေဖို့နော်။အဲ့လိုမျိုးတွေဆောင်းတက်ပါလေ။ဒီလိုသဘောထားမျိုးတွေရှိတဲ့နယ်ဗာရာကြီးလုံနိုင်လို့ရှင် ိုကောင်းပါတယ်ဆိုတော့ကပြားလေးကဒီရင်းညွှန်းချက်ဖြစ်ပါတယ်နော်အဲ့တော့ဘာသာရေးရောက်ကောင်းပါတယ်ပြောချင်ပါတယ်ကံကြမ္မာနဲ့ပတ်သက်ပြီးရောဟောပြောပြီးမှဖြစ်ပါတယ်ကံတရားကဘယ်လန့်နော်အဲ့တော့ကံတရားကောင်းတဲ့ဘက်မှာပို့ပြီးတော့အတာချက်ရှိပါတယ်။ကံနဲ့ပတ်သက်ပြီးတော့တရားတစ်ဖက်ဓာတ်တဲ့ဆိုတဲ့နမိတ်ကပြားလေးဖြစ်ပါတယ်။အဲ့ဒါက justice ဆိုတဲ့ကပ်ဖြစ်တယ်နော်။တရားတို့ကြီးကပ်ဆိုတော့ဒါကြောင့်မလို့ကိုယ်ကနူးညံ့တဲ့ဘက်ကိုလိုက်မယ်။အ နော်အခါတည်းမှာစေပန်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြောရေးဆွေးနွေးနဲ့ပတ်သက်လို့ရှင်လည်းကိုကဆုံးဖြတ်တဲ့ကိစ္စကြတွေမှာ နော်အာမနာရန်ပြောရမယ့်ကိစ္စမျိုးတွေဖြစ်လာမယ်အဲ့လိုပြောရမှလည်းဖြစ်ပါတယ်အဲ့လိုပြောမှသလဲကိုကအောင်မြင်မှဖြစ်ပါတယ်ပြောချင်တာကတရားတစ်ဖက်ဓာတ်တဲ့လက်ပေါ့အရိကပဒနာနော်ဓာတ်သွားလို့တစ်ကလုံးအရပြောရမယ့်ဆိုရင်ပြောပြောဆိုရမယ်အဘကဘာရာယီကိုလေကိုကလှုပ်ဆောင်ထားရမယ်။ဘာလို့ပြောချင်းဖြစ်ပါလဲနော်။အဲဒီတော့ကံကြမ္မာကကောင်းတဲ့ဘက်ကိုရှိပါတယ်။ ကိုယ့်ဘက်ကတိတိကျကျနဲ့ဆုံးဖြတ်မှုနဲ့ဖရာတရားထုတ်ထားမှုကိုရည်မြင်ပါတယ်နော်ဒါလေးကမွေကြီးလက်လက်ပါနဲ့ပတ်သက်ပြီးတော့ဟောပြောပြပါဖြစ်ပါတယ်မွေကြီးနဲ့ပတ်သက်ပြီးတော့နော်ကိုယ့်ရဲ့ရက်ရှိရာတွေမရဘဲဖြစ်နေတတ်တယ်လက်ပိတ်တဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒီအပြင်တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်လားကိုယ့်ရဲ့အိမ်လူအိမ်သားနော်ကျန်းမာရေးနဲ့ပတ်သက်တာငွေကုန်ကြေးချက်ဖြစ်သွားတာဒါမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်အဲ့ဒါလေး debt ဆိုတဲ့ကပ်ပြားလေး ဖြစ်ပါတယ်เนาะအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအမိုင်းဟိုငွေကြေးလက်ပိတ်သွားတာဥပမာရှိတဲ့ငွေကဟိုကျမရဲ့ကြောင့်เนาะစိတ်ကူးတက်လိုက်ရတာစိဖို့ဘာကလည်းပတ်သွားတာဒါမျိုးဖြစ်တဲ့တခုရဆရှိတဲ့ငွေတွေမရတတ်တာဒါမျိုးလည်းဖြစ်ပေါ်တတ်တယ်အနာကတ်တွေဝဲဒီစန္ဒရာပိုက်ရဲ့နောက်ဆုံးပိတ်မှာတော့မက်ဂျစ်ရှင်ဆိုတဲ့ကပ်ဖြစ်ပါတယ်မော်ဝိဇာเนาะအဲ့တော့မော်ဝိဇာကပ်ပြားဖြစ်တဲ့အတွက်ကြောင့်အနာကတ်မှာတော့အေးချမ်းမှုဖြစ်မယ်အောင်မြင်မှုဖြစ်မယ် ိုကဒီဆန္ဒလာပိုင်းလည်းမကိုရဲ့လှုပ်ဆောင်ချက်တွေကတော့အောင်မြင်လိုက်အခါတည်းမှာအခက်ခဲကြုံလိုက်အောင်မြင်ဖို့က55ရာခိုင်နှုန်းရှိတယ်အခက်ခဲက25ရာခိုင်နှုန်းရှိတယ်ဒါပေမဲ့လို့နောက်ဆုံးပိတ်မှာတော့ကိုကအောင်မြင်တဲ့လူအောင်မြင်တဲ့လူဒါတွေကိုအခက်ခဲတွေကိုနောက်ဆုံးရှုံးမှုပြဒနာကြီးကြီးထွားမှုတွေမဖြစ်ဘဲနဲ့အောင်မြင်မှုရမယ်အရိကပဒနာပေါ့နော်အဲ့တော့ဆုံးရှုံးမှုတွေမရှိဘဲနဲ့အောင်မြင်မှုရမယ်လို့ကျွန်တော်အနေနဲ့ ကြွကျင်ပါတယ်ဘလို့ဆိုဆိုဒီစန္ဒရာဘိုင်းမှာတနင်္ဂနွေဒါသမီအနေနဲ့ကောင်းတဲ့ဆယ်မှာရှိပါတယ်ကပ္ပာဒီစန္ဒရာဘိုင်းအချုပ်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဘာရာယတိလှုပ်ထားဖို့လိုပါတယ်နော်အရဟံဆိုတဲ့ဂုဏ်တော်ကိုရွတ်ပါအရဟံအရဟံအရဟံပရိစိတ်တာ နော်ပရိဘဏ္ဍပါလဲဆိုရင်ကိုယ့်အကိုဆန္ဒပြုကိုယ့်အကိုဆန္ဒထည့်ပြီးစိတ်ပါနော်ဘာဒီကတပတ်ပဲစိနေစိနေကုပပဲစိနေစိနေ၁၈ပတ်ပဲစိနေစိနေအဲစသည်ပေါ့နော်နဝံကိုက်ဗရိစိနေမယ်ဆိုတော့စိတ်လို့ရပါတယ် အရဟံပရိသိဘအရဟံဂုံတော်ပဲပွားပါလို့ပြောမှဖြစ်ပါတယ်။နောက်တစ်ခုကဒီဖျားမှာမုံလုံးရေပေါ်လေးလှူပေးပါ။မုံလုံးရေပေါ်ဆိုလို့ရှင်၉လုံး၁၈လုံး၂၉လုံးပေါ့နော်။အဲ့ဒါမျိုးလေးတွေဂျီပကံကြားထဲမှာထည့်ပြီးတော့မုံလုံးရေပေါ်လှူပါဖြစ်ပါတယ်။တောက်တော်ရေနှစ်ခွက်မုံလုံးရေပေါ်နဲ့တောက်တော်ရေနှစ်ခွက်နော်။အဲ့ဒါဖျားကိုလှူပါဖြစ်ပါတယ်။လှူပါဆုတောင်းပါအဲ့ဒီရလုပ်ရင်အဆင်ပြေပါမယ်။နောက်တစ်ခုကကြတော့အကြောင်းအားဖြင့်အနည်းရောင် နောက်တစ်ခုကနင်ညိုရောင်နောက်တစ်ခုကအဝါရောင်အကျိုးပေးပါတယ်နော်အနေရောင်နင်ညိုရောင်အဝါရောင်အကျိုးပေးပါတယ်ခန္ဓာအားဖြင့်1ကဲ3ရဲ့4ရဲ့အကျိုးပေးပါတယ်ခန္ဓာအားဖြင့်1ကဲ3ရဲ့4ရဲ့အကျိုးပေးပါတယ်နော်အဲဒါကြောင့်မလို့ဒီပတ်ဒီတနင်္ဂနွေသားသမီးများအနေနဲ့စန္ဒရာတိုင်းမှာဒီရက်တွေကကိုယ့်ရဲ့လုပ်ငန်းတွေဆောင်တဲ့အခါမှာအောင်မြင်အောင်နော် အာကံကြမ္မာကောင်းကောင်းဟိုဟောပေါ့ဟိုနေထူးနေမြတ်ပေါ့နော်အဲဥရကံကောင်းတဲ့နေဖြစ်တယ်အကြောင်းလေးဆိုလို့ခုနအကြောင်းလေးပြောပြီးသွားပြီပေါ့နော်နေရောင်ရဲ့နေညူရောင်ရဲ့အဝါရောင်ရဲ့လို့ပြောပြီးသွားပြီနော်အဲ့တော့ခဏလေးလက္ခဏာပြောပြီးသွားပြီခဏလေးဆိုလို့ရှင်တက်ကဲ3ရဲ့4ရဲ့တနင်္ဂနွေနေ့တို့အဲနောက်တစ်ခုကသတ္တပရိနေ့တို့နောက်တစ်ခုကအင်္ဂါနေ့တို့ကကိုယ့်ရဲ့ နေတူးနေမြတ်တွေဒီနေ့လည်းလုပ်ငန်းစောင့်လို့ရပါတယ်နော်အဲအင်တာဗျူးကိစ္စရေးဆွေးကိစ္စရေးစောင့်မယ်ဆိုတော့ဒီနေ့တွေဦးစားပေးပြီးတော့ပြောပါဆိုပါဒါဆိုလို့ရှိရင်ပို့ပြီးတော့အောင်မြင်နိုင်မှာဖြစ်ပါတယ်နော်တရုံးနေသားသမီးကျွန်တော်ရဲ့မိစေများအားလုံးစိတ်ချနာခြင်းကိုယ်ကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာ